ားလုံးမင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေနေရာလေးကတော့ချက်လောင်ရေတကုန်းပဲဖြစ်ပါတယ်ဒီနေ့လာရတဲ့အကြောင်းရင်းကတော့ခါတိုင်းလိုဖြီးတော့ floor ရိုက်ဖို့တော့မဟုတ်ပဲねဒီမှာရှုပ်နေတာတွေကိုရှင်းဖို့ဖြစ်ပါတယ်ဒီလိုအမိုက်တရိုက်တွေဖြစ်ပေါ်နေခြင်းကမိုးရွာတဲ့အခါမှာအမိုက်တရိုက်တွေကနေထွက်တဲ့အညစ်အကြေးတွေကနေတစ်ဆင့်ရေတကုန်းကိုဆီးဆင်းသွားတဲ့အတွက်ကြောင့်မို့လို့လာရောက်လေပတ်ကြတဲ့မိတ်ဆွေတို့ရဲ့အကျမ်းမာယူထိကြိုက်စီမှာဖြစ်ပါတယ်အဲ့တို့ကြောင့်မို့လို့လာရောက်လေပတ်ကြတဲ့မိတ်ဆွေများအနေနဲ့လဲစားသုံးပြီးရောက်လို့ရှိရင်မိမိရဲ့အမိုက်တရိုက်များကိုစနစ်တကျတိကျသိမ်းဆည်းပြီးတော့ဖုန်းပြဖို့အတွက်မိတ္တရက်ခံပါတယ်အခုအစီအစဉ်လေးကိုစလိုက်ရအောင် 少年还有贡献啊！你看那条奶你，你有了吗？ အခုအပေါ်ဘက်မှာတော့ကုန်ကြီးတလောက်ကုန်သွားပြီကျွန်တော်တို့ရေတံခွန်နောက်တတ်ကြည့်ကြမယ်အဲ့မှာအမိုက်တွေရှိသေးတယ်လို့တစ်ချက်တော့ကြည့်ကြမယ်တော့ဝင်မီမီပူပေးတာရောပလင်းခွဲလေးရှိတယ်ကိုခြေတော့ချအောင် စားတော့ကျွန်တော်တယောက်တည်းကောက်နေရပါနောက်ကြတော့ရေတကုံလာလဲတဲ့အကိုတဲ့က3-4ယောက်လောက်ကကျွန်တော်ကောက်နေတာကိုမကြည့်ရလို့ဆိုပြီးတော့ဝိုင်းကူညီပေးခဲ့ပါတယ်အဲ့ဒီတော့လည်းအဲ့ဒီအကိုတွေကိုကြီးဖူးအထူးပဲတင်ရှိပါတယ်ไอ้ดำไม่เล่าอ่ะไอ้ไอ้ตะปาเกเวลาน่ะไม่เล่าอ่ะอ่อมาแล้วอายุเดี๋ยวฉันก็กောက်อยู่แล้วไอ้หลูเนี่ยอ่อมาแล้วกောက် အောက်မှာလည်းကောက်အကွန်ကောက်ဟင်းနဲ့အဲ့လည်းမလောက်တော့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဖူဘတ်ချက်ကိုသွားပြီးတော့အဲ့ရဲ့ခေါ်ပြအသေးလေးတစ်ချောင်းရင်တောင်းရခဲ့ပါတယ်ကျွန်တော်တို့ပထမဝယ်သွားတဲ့အမိုက်တွေမလောက်လို့ကျွန်တော်အမိုက်တထုတ်ရဲပြီးလို့ရှိရင်ဒီကောင်လေးတစ်ခုရဲ့ကျွန်တော်တောင်းဝယ်ခဲ့ပါတယ် Okay let's go မိုက်တွေကတော့အကုန်လုံးကောက်လို့ပြပါပါဘီအာအနေဘုံတော့ satellite လောက်တော့ရှိမှတင်ပါတယ်ဒါတွေကကျွန်တော်တောင်းဝင်မဟုတ်ပေမဲ့လည်းအမြင်မတော်လွတ်လွတ်ပြီးချင်းဖြစ်ပါတယ်အမိုက်ခောက်တာအလောက်တိတ်မှန်ပေမဲ့အမိုက်ထုတ်ဒီအောက်ကနေအပေါ်ဆွဲလာတာအရင်ပြင်မှန်ပါတယ်ခုဖွင့်တော့ခြေလောင်းရေတကောင်မှရှိတဲ့အမိုက်တော်တော်များများကိုကျွန်တော်တို့ဖူဗီပြီးတော့ဖင်နီချာဖုန်းပြပြီးသွားပြီးဖြစ်ပါတယ် ဲ့အတွက်ကြောင့်မို့လို့နောက်လာလည်းမဲ့မိဖွေများကိုကျွန်တော်မှားကျင်တာတခုတော့ရှိပါတယ်ဒီရေတကွန်ကိုလာလည်ကြတဲ့တော်တော်များကမြန်မာအများဘူးဖြစ်တော့တဲ့ကြောင့်မို့လို့မြန်မာဖူပြီးတော့အနိုင်မခံရအောင်မိမိတို့ဖားသုံးမိသားအမိုက်များကိုယူဆောင်သွားပြီးတော့ furniture ဖုံးပြဖို့အတွက်မေတ္တာရက်ခံပါတယ်အားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်နောက်တဲ့ video မှာဆက်လက်ဆုံတွေ့ကြပါမယ်